မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာ16ရက်နေ့အတွက် People Spring ရဲ့နေ့လည်ခေတ္တနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါမြက်ွယ်မှာတေးတန်းစီရင်ချမှတ်တာခံခဲ့ရပြီးတဲ့နောက်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုလွှဲပြောင်းပေးဖို့အိန္ဒိယကိုဘင်္ဂလားဒေ့ရှ်အစိုးရက တောင်းဆိုလိုက်ပါတယ်နိုဝင်ဘာ16ရက်ကဘင်္ဂလားဒေ့ရှ်မြို့တော်ဓါကာမှာလုပ်ခဲ့တဲ့အထူးခုံရုံးတရားစီရင်စစ်ဆေးမှုမှာတော့ဟာစီနာကိုမြက်ွယ်တေးတန်းချမှတ်ခဲ့တာဖြစ်ပါတယ် ဟာစီနာကပြီးခဲ့တဲ့နှစ်ဩဂတ်လမှာစခဲ့တဲ့အစိုးရစန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်းဆန္ဒပြပြည်သူတွေကိုအကြမ်းကြီးတွေနဲ့ဖြိုခွင်းတပ်ဖြတ်ဖို့အမိန့်ပေးခဲ့ကြောင်းစွပ်စွဲခံရပါတယ်။ဒါကြောင့်သူကလူသားမျိုးနွယ်အပေါ်အမှန်တကယ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ခုံရုံးကဆုံးဖြတ်ပြီးမျက်ွယ်သေးတမ်းချမှတ်ခဲ့တာပါ။ဟာစီနာကအဲ့ဒီလူဒုအုံကြွမှုကြောင့်ပဲမနစ်ကဩဂတ်လဆန်းမှာနိုင်ငံကနေထွက်ပြေးပြီးအိန္ဒိယမှာခိုးလုံနေခဲ့ပါတယ်။ ဟာစီနာခက်အလွန်ဘင်္ဂလားဒေ့ရှ်ကိုတာဝန်ယူအုပ်ချုပ်နေတဲ့ယာယီအစိုးရကခုံရုံးစီရင်ချက်ထွက်လာပြီးတဲ့နောက်ဝန်ကြီးချုပ်ဟောင်းကိုလက်လွဲပေးဖို့အိန္ဒိယစီဆက်သွယ်တောင်းဆိုခဲ့တာပါဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနကအိန္ဒိယစီကိုတရားဝင်ဆက်သွယ်မြစ်တာရက်ခံရမှာဟာစီနာသာမကပဲသူ့ရဲ့ပြည်ထရေးဝန်ကြီးဟောင်းကိုပါလက်လွဲပေးဖို့အစိုးပြုထားကြောင်းသိရပါတယ်နှစ်ဦးစလုံးကရာဇဝတ်မှုတရားခံတွေဆိုတာတေးကြသွားတာကြောင့်လုံထုံးလုံနည်းတွေနဲ့အညီလွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏ဝန်ကြီးဌာနရဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။အိန္ဒိယအစိုးရကတော့ဘင်္ဂလားဒေ့ရှ်ဘက်ကတောင်းဆိုချက်ကိုလက်ခံရရှိကြောင်းအတည်ပြုခဲ့ပြီးဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့သဘောဆန္ဒနဲ့ကန့်ညီစေမဲ့အပြုသဘောဆောင်တဲ့ဆန်းစစ်မှုတွေလှုပ်ဆောင်ပါမယ်လို့ပြောပေမဲ့အသေးစိတ်တုံ့ပြန်တာမျိုးတော့မရှိသေးပါဘူး။ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP ကလည်းဟာစီနာလိုဝရမ်းပြေးတယောက်ကိုခိုလုံခွင့်ပေးထားတဲ့အိန္ဒိယရဲ့ဆုံးဖြတ်ချက်အပေါ်ဝေဖန်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်လက်ရာရေးနိုင်ငံရေးအင်အားစုတစ်ခုဖြစ်တဲ့ဂျာမန်ဤအစ္စလာမီပါတီရဲ့အတွေ့အေးမှုချုပ်ကလည်းအိန္ဒိယအနေနဲ့အိန္ဒိချင်းကောင်းဆိုတာပြသဖို့နှစ်နိုင်ငံကြားကဆက်ဆံရေးကောင်းကိုဆက်လက်ထိန်းသိမ်းဖို့အတွက်ဟာစီနာကိုဥပဒေတွေနဲ့အညီလွှဲပြောင်းပေးတင်တယ်လို့တိုက်တွန်းသွားပါတယ်ရှင်။ယူကရိန်းအတွက်ပြင်သစ်ရဲ့အစ်စ်မြင့်တိုက်လေရင်အစည်းတရာနဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုရေရှည်ထောက်ပံ့ရောင်းချပေးသွားဖို့သဘောတူစာချုပ်နှစ်နိုင်ငံကောင်းဆောင်တွေလက်မှတ်ရေးထိုးခဲ့ပါတယ်။နိုဝင်ဘာ18ရက်နေ့တုန်းက ပြင်သစ်သမ္မတအီမန်နျူရယ်မာခရိုနဲ့ယူကရိန်းသမ္မတဗိုလိုဒီမာဇလမ်စကီတို့ကတမိုင်းဝင်သဘောတူညီမှုလို့ကြွေးကြော်ထားတဲ့စာချုပ်ကိုပြင်သစ်နိုင်ငံမျိုးတော်ပါရီနာကလေးတက်စကန်တစ်ခုမှာအတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီစာချုပ်ရဲ့ရည်ရွယ်ချက်ကရုရှားယူကရိန်းစစ်ပွဲအတွက်ပြင်သစ်ရဲ့စစ်လက်နက်တွေကိုအပူတပြင်းကူညီပေးဖို့ဆိုတာမျိုးထက်စစ်ပွဲအလွန်မှာယူကရိန်းရဲ့လုံခြုံရေးကိုကာကွယ်စောင့်ရှောက်နိုင်ဖို့အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်။ပြင်သစ်ရဲ့အစစ်မြင့်စစ်လက်နက်တွေကိုဖြည့်တင်းထားတာကြောင့် ယူကရိန်းဟာအနာဂတ်မှာကြုံလာနိုင်တဲ့ရုရှားတိုက်ခိုက်မှုအသစ်တွေကိုကိုယ်စွမ်းကိုစားနဲ့ပုံမကာကွယ်လာနိုင်မယ်လို့မက်ခရွန်ကဆိုပါတယ်။စာချုပ်အရပြင်သစ်ဟာလာမယ့်10နှစ်တာအတွင်းယူကရိန်းအတွက် Rafael F4 တိုက်လေယာဉ်စုစုပေါင်းအစီးတရာကိုတထုတ်ချင်းစီလွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။ပြီးတော့ယူကရိန်းအနေနဲ့ပြင်သစ်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေဒုံးကျည်တွေ drone တွေနဲ့တခြားခရမ်းမီးကြောက်တွေကိုလည်းဝယ်ယူနိုင်မှာပါ။ ဒီသဘောတူညီချက်ရဲ့ငွေရေးကြေးရေးဆိုင်ရာအသေးစိတ်အချက်အလက်တွေကိုတော့မထုတ်ပြန်သေးပါဘူး။ဒါပေမဲ့ထွက်ပေါ်နေတဲ့သတင်းတွေအရယူကရိန်းပေးချေရမယ့်ငွေပမာဏကိုလျှော့ချဖို့အတွက်ပြင်သစ်ဟာဥရောပသမဂ္ဂ EUC ကဗန်ဒါရေးအထောက်ပံ့တွေကိုကူညီညှိနှိုင်းယူပေးတာလက်ရှိဆိုင်းငံ့သိမ်းယူထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကထုံနှုတ်သုံးဆွဲတာတွေကိုဖြစ်မြောက်အောင်စီစဉ်ပေးဖွယ်ရှိတယ်လို့သိရပါတယ်။မာခရွန်ကယူကရိန်းဟာတိုက်လေရင်အပြင် ပြင်သစ်ရဲ့အရန်ထီရောက်အားကောင်းတဲ့ရေဒါစနစ်တွေ လေကြောင်းကာကွယ်ရေးလက်နက်စနစ်၈ခုနဲ့တခြားခင်မီစစ်လက်နက်တွေလည်းလက်ခံရရှိမယ်လို့ပြောပါတယ်။ဇလမ်စကီကလည်းအဲ့ဒီလိုလက်နက်တွေဟာပြည်သူတွေရဲ့အသက်အိုးအိမ်ကိုကာကွယ်ရမှာအရန်အထိရောက်ရေးပါလာလိမ့်မယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ရာဖဲလ်တိုက်လေယာဉ်အစီးတရာဆိုတာကတကယ်ကိုများပြတဲ့ပမာဏဖြစ်ကြောင်းစစ်ပွဲကြောင့်ပြုံးတီးနေတဲ့ယူကရိန်းရဲ့ကာကွယ်ရေးစွမ်းရည်ကိုပြန်လည်ဖြည့်တင်းရမှာအဲ့ဒီလိုအားပြည့်မှုတွေလိုအပ်ကြောင်းလည်းသူကဆိုပါတယ်။မက်ခရွန်ကတော့ ယူကရိန်းအနေနဲ့အနာဂတ်မှာဘလို့အခြေအနေမျိုးတွေရင်ဆိုင်ဖြတ်တန်းရတာပဲဖြစ်ဖြစ်သူ့အနေနဲ့ထီထီရောက်ရောက်ဆက်ပြီးပံ့ပိုးကူညီခြင်းကြောင့်လဲသတင်းတော့တွေကိုပြောကြားသွားပါရရှင်ဆက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာပါရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကစာသင်ကျောင်းကိုပိတ်မှတ်ထားပြီးစစ်ကောင်စီကလေကြောင်းဆိုဆိုက်ဒရုန်းတို့နဲ့တိုက်ခိုက်ခဲ့ပါတယ်ဒီဖြစ်စဉ်မှာကျောင်းသားတွေကိုအချိန်မီရွှေ့ပြောင်းနိုင်ခဲ့လို့အထူးအခိုက်မရှိကြောင်းအာရခတပ်တော် AA ကသတင်းထုတ်ပြန်ပါတယ် မနေ့ကနိုဝင်ဘာ18ရက်မနက်ပိုင်းကနေညပိုင်းအထိစစ်ကောင်စီကကြောက်ဖြူမြို့နယ်ထဲမှာနေရ9ခုထပ်မင်းကို၄ချောင်း suicide drone လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။မနေ့ကနေ့လယ်12နာရီခွဲဝန်းကျင်မှာလိတ်တင်ကျေးရွာစာသင်ကျောင်းကို၄ချောင်းကနေပုံကျဲခဲ့ပါတယ်။အဲနောက်ခဏအကြာ12နာရီ39မိနစ်မှာ suicide drone တစ်စီးနဲ့ထပ်မံတက်ခတ်ခဲ့တာလို့ဆိုပါတယ်။ဆက်ပြီးတော့ကြောက်ကလေးကျေးရွာကိုလည်းနေ့လယ်12နာရီ35မိနစ်ဝန်းကျင်မှာ လေးချောင်းကနေပေါင်900ပုံနှလုံးကျဲချတက်ခတ်ခဲ့ပါတယ်။နောက်ထပ်ညနေ4နာရီခွဲဝန်းကျင်မှာအမြင့်ကျုံတရာအနီးကို Wine 12လေးရင်နဲ့ဘုံအလုံး60ခန့်ကျဲချခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ထားတာပါ။9နေရမြောက်အနေနဲ့စစ်ကောင်စီတပ်ကည8နာရီ18မိနစ်မှာမင်းရက်တိုက်နယ်မင်းရက်ရွာနယ်တန်ချောင်းရွာအနီးပတ်ဝန်းကျင်ကိုလေချောင်းကနေဘုံကျဲပြီးဇင်ချောင်းကမ်းခြေမှာနေရာယူထားတဲ့စစ်သင်္ဘောနှစ်စီးပေါ်ကနေလဲလက်နက်ကြီးတွေနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ စာသင်ကျောင်းကိုပြစ်မှတ်ထားပြီးတိုက်ခိုက်တဲ့ဖြစ်စဉ်မှာကျောင်းသားအပေါင်းသူတွေကိုအချိန်မီရွှေ့ပြောင်းနိုင်ခဲ့လို့ထိခိုက်သေးဆုံးမှုမရှိခဲ့ဘူးဆိုပေမဲ့ကျောင်းအဆောက်အအုံတော့ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ကျောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။နိုဝင်ဘာ14ရက်ကအေအေယာယီဆုတ်ခွာခဲ့တဲ့မင်းပြင်ရေဒါစကန်ရှိမှာဝါဒဖြန့်ဖို့တပ်ပုံရိုက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်20ကျော်လက်နက်ကြီးနဲ့ပြစ်ခတ်ရပြီးတိုက်ဆုံးခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေကိုပိုလှုပ်လာတာဖြစ်ပါရဲ့ရှင်။တနင်္သာရီတိုင်းလောင်းလုံးမြို့ကစင်းထောက်ကမ်းခြေမှာဝေးလငမန်၃កောင်တေဆုံးပြီးတောင်းမြင်ပေါ်တင်းနေတာကိုဒေသခံတွေက November 18ရက်မနေ့ကတွေ့ခဲ့ကြပါတယ်။တေဆုံးနေတဲ့ဝေးလငမန်၃កောင်ကိုတွေ့ခဲ့ရပြီးအလွန်ဝမ်းနဲ့ကြေကွဲပွဲသတင်းဖြစ်တယ်လို့ဒေသခံတအူးကလူမှုကွန်ရက်မှာတင်ထားပါတယ်။တခြားဒေသခံတအူးကလည်းတော်တော်ကိုထိတ်လန့်မိတယ်လို့ပြောပြီးသဘာဝပတ်ဝန်းကျင်ဆိုးရွားနေပြီလားလို့မေးခွန်းထုတ်ပါတယ်။ တွေးရှိတဲ့ဝေလငမန်းတွေကပေ20ခန်းစီရှိပြီးအသေးစိတ်ကိုတော့မသိနိုင်သေးဘူးလို့ဒေသခံကပြောပါတယ်။ဝေလငမန်းဆိုတာကအရန်ရှားပါပြီးမျိုးသုံးလူနီးပါးအန္တရာယ်ရှိတဲ့မျိုးစိတ်ဖြစ်တယ်လို့ကမ္ဘာပေါ်က၅မျိုးစိတ်တွေအားလုံးထဲမှာအရွယ်အစားအကြီးဆုံးဖြစ်ပါတယ်။အရွယ်ရောက်ပြီးသားဝေလငမန်းကပြင်းမြအဖြစ်အရှိ78ပေကနေ32ပေအထိရှိနိုင်ပြီးတချို့ကပေ60ကျော်အထိကြီးထွားနိုင်ပါတယ်။ပင်လယ်သမုဒ္ဒရာတွေရဲ့အပူပိုင်းနဲ့အပူရော့ပိုင်းရေပြင်တွေမှာကျဆားလေးရှိပြီး မြန်မာ၊ထိုင်း၊အိန္ဒိယနဲ့အင်ဒိုနီးရှားဒေသတွေနဲ့ဆက်ဆက်နေတဲ့ကပလီပင်လယ်မှာကျက်စားကြပါတယ်။မြန်မာမှာဆိုရင်တော့တနင်္သာရီကန်ယူရန်ဗိတ်ကျုံးစုအပါအဝင်မြမပင်လယ်ပြင်နဲ့တခြားကန်ယူရန်ဒေသတွေမှာလည်းတွေ့ရပါတယ်။ဝေလငမန်းတွေကို2016ခုနှစ်ကစပြီးမျိုးသုံးလူနီးပါးအန္တရာယ်ရှိတဲ့မျိုးစိတ်အဆင့်အဖြစ်တဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအပြည်ပြည်ဆိုင်ရာသမဂ္ဂ IUCN ကသတ်မှတ်ခဲ့ပါတယ်။တနင်္သာရီတိုင်းနဲ့ကန်ယူရန်ဒေသတွေမှာစစ်အုပ်စုကလက်နက်ကြီးတွေပစ်ခတ်တာ ဒေသရင်းတိုက်ပွဲတွေဖြစ်ပွားတာကြောင့်တဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်အာဏာရှင်တော်လှန်ရေးအတွက်တိုက်ပွဲတွေရှိနေပေမဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်းအာရုံစိုက်လှုပ်ဆောင်တင်တယ်လို့ဒေသခံတွေကတိုက်တွန်းနေကြပါတယ်ရှင်။ People's Spring ရဲ့သတင်းတွေကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။